မင်္ဂလာပါသားတို့သမီးတို့ရေဒီချက်ကတော့စတ္ထမရန်တမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချိန်ပြပြပေးမယ့်အကြောင်းအရာလေးကတော့အခန်းနဲ့မျိုးများ ပေါ်ပေါက်လာခြင်းသင်ခန်းစာနှစ်တသမတ်ရှေးဟောင်းမျိုးတော်များရဲ့တစ်ခုပါဝင်ဖြစ်တဲ့မိုင်းမမျိုးရဲ့အကြောင်းဖြစ်ပါတယ် အဲ့တော့တအားတို့သမီးတို့ရေမိုင်းမောမျိုးရဲ့ဒီနေရာဒီဆောက်ပုံစီးဝါးရေးနဲ့ကိုးကွယ်မှုအကြောင်းကိုဒီကတိတအားတို့သမီးတို့လေးလာတင်ပြမှာဖြစ်ပါတယ်မိုင်းမောမျိုးဟာမန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ်ကူမဲမြို့ရဲ့အရှိတောင်ဘက်မှာတည်ရှိတဲ့ပြူမျိုးပြတ်နိုင်ငံတစ်ခုဖြစ်ပါတယ်ပန်းလောင်ပြည်ဝန်းဒေသဖြစ်ပြီးတော့မြောစာကောင်းမွန်တဲ့နေရာဖြစ်ပြီးတော့စိုက်ပျိုးရေးရာဖြစ်ထွန်းခဲ့တယ် မိုင်းမော့မြို့ကိုပင်လယ်မြို့လို့လည်းခေါ်ဆိုရပါတယ်။သူ့ရဲ့ပုံသဏ္ဍာန်ကတော့အဝိုင်းပုံသဏ္ဍာန်ရှိပြီးတော့မြို့ရိုးသုံးတပ်ကာယံထားပါတယ်။မိုင်းမော့မြို့ကနေပြီးတော့တူဖို့တွေ့ရှိရတဲ့ပစ္စည်းတွေကတော့ဗုဒ္ဓငွေစင်းတူတော်ငွေပန်းဦးစင်ရုပ်နွားရုပ်တွေပါဝင်သောပရိစေတွေရွှေလက်စွပ်ရွှေလက်ကျက်တွေနဲ့အဆောက်အအုံများဟာ ပြူရီရဲ့ယုံကြည်ကိုးကွယ်မှုဘိတုကာနဲ့လက်မှုပညာရက်တွေကိုဖော်ပြနေပါတယ်။မိုင်မောမျိုးကတော့ BC 200စုမှာစတင်ထွန်းကားပြီးတော့အစောဆုံးတော့ပြူမျိုးပြနိုင်ငံဖြစ်ပါတယ်။ကဲဒါလို့သမီးတို့ရေမိုင်မောမျိုးအကြောင်းကိုလေ့လာပြီးပြီဆိုရှင်ဘယ်ချက်တွေကအဓိကကြလဲဆိုတော့ကြည့်ကြရအောင်။အဲ့တော့ဒီမိုင်းမောမျိုးရဲ့တင်းနေရလို့မေးလိုက်သူရှိရင် တီနေရကတော့မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ်ကုမဲမြို့ရဲ့အရှိတောင်ဝဲမှာတရှိပါတယ်။ဘာကြောင့်သူကစိုက်ပွဲဖြစ်ထုံးခဲ့ရလဲဆိုရှင်ပန်းလောင်မြဝန်းဒေသဖြစ်တဲ့အတွက်ကြောင့်လို့မျိုးစားကောင်းတဲ့နေရဒေသဖြစ်တဲ့အတွက်ကြောင့်လို့စိုက်ပွဲဖြစ်ထုံးပါတယ်။မိုင်းမောမြို့ကနေပြီးတော့ဒုဖော်မှုတွေအရာပြူရီရဲ့ယုံကြည်ကိုးကွယ်မှုပြီးသူကနဲ့လက်မှုပညာရပ်တွေကိုဒီအကြောင်းအရာလေးကိုလေ့လာခြင်းအပြင်သားတို့သမီးတို့သိရှိရပြီးဖြစ်ပါတယ်။ ဒီနေ့ဒီချိန်ပြပြပေးတဲ့အကြောင်းအရာလေးကတော့အခန်းနှစ်မျိုးများပေါ်ပေါက်လာခြင်းသင်္ကန်းစာတက်တသမတ်၁ရှီဟောင်းမျိုးတော်များရဲ့တခုပါဝင်ဖြစ်တဲ့မိုင်းမောမျိုးရဲ့အကြောင်းဖြစ်ပါတယ်။သားတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကို နားလည်သဘောပေါက်မယ်လို့ဒီချိန်ညွှန်လင်းပါတယ်။ယုံလဲယုံကြည်ပါတယ်။နောက်သင်္ကန်းစာမှာဒီချိန်တို့ပြန်တွေ့ကြမယ်နော်။ဘိုင်ဘိုင်။